မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိထီလာရှန်တက်လီတက်စကန်ရှော့တိုက်တုံးဖြင့်အဖြစ်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာပြည်အလဲပိုင်းမန္တလေးတိုင်းမိထီလာမြို့နယ်ရှိရှန်တက်လီတက်စကန်ယနေ့အောက်တိုဘာ9ရက်တွင်ရှော့တိုက်တုံးများဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟုသတင်းထွက်ပေါ်နေသည်နနက်3နာရီကျော်ခန့်တွင်ပောက်ကွဲတံများကြားရကြောင်းမြို့အရှိမြောက်ဘက်9မိုင်ခန့်အကွာမှရှန်တက်လီတက်နှင့်စစ်စခန်းများဘက်မှဖြစ်နိုင်ကြောင်း မိတီလာဒေသခံများကဆိုပါတယ်လေတက်ကတက်မောက်69နဲ့နေတယ်လေတက်ကမြို့ပြမှာတည်ကြရှိတယ်ဒါပေမဲ့အနီးအနားမှာရှမ်းတဲရွာနဲ့ရွာသေးသေးလေးတွေတော့ရှိတယ်ခုတီတော့ရွာတွေထိခိုက်တယ်တော့မကြားရသေးဘူးဟုလေတက်အနီးနေထိုင်သည့်အမျိုးသားတအုပ်ကရန်နေမိုးတဲ့ချိန်ကပြောပါတယ်အဆိုပါလေတက်စက္ကန့်အနီးစစ်ကောင်စီအမြောက်တဲချင်းမြန်တက်မောက်69စစ်လက်နက်ပစ္စည်းစက်ယုံကပ္ပစားနဲ့လေးချောင်းရံကောက်ွက်ရေးတက်တို့ရှိကြောင်း၎င်းကဆက်ပြောပါတယ် ရှမ်းတက်လေတဲ့စခန်းသည်နိုင်ငံအလဲပိုင်းတွင်တည်ရှိသောကြောင်းရခိုင်စကိုင်းရှမ်းစသည့်ဒေသများသို့တွားရောက်ဖုံးကျဲသောစစ်လေရင်များအုံပြုသည့်နေရာဖြစ်သည်ဟုယူဆနေသည်တော်လန်ရေးတပ်ဖွဲ့များသည်လုံခြုံရေးကောင်းသောလေရင်ကွင်းများအနီးသို့ချဉ်ကပ်နိုင်ခြင်းမရှိသောလည်းခွင်းအတွင်ရှိလေရင်ပြေးလံအဆောက်အုံတို့ထိခိုက်စေရန်မကြခဏဆိုသလိုအဝေးမှခံမှန်းတိုက်ခိုက်နေကြသည်ဟုသိရသည်ရှင်နီနနမိထီလာမျိုးတိုက်ခိုက်မှုတွင်ရှော့တိုက်တုံးကာမီကာစီဟုလူတီများသည့် fit wind drone စုစုပေါင်း၁၄လုံးပစ်ခတ်ခဲ့သည် လေဆိပ်ဝင်းတဲ့ကြောက်ရောက်ပောက်ကွဲမှုများလည်းရှိခဲ့သည်ဟုသိရကြောင်း CDM စစ်တပ်အရာရှိတအုပ်ကပြောပါတယ်။သို့တော်လည်းရှနေမွန်လွဲပိုင်းအထိမိထီလာတိုက်ခိုက်မှုအကြောင်းဤသည့်အဖွဲ့ကမှထုတ်ပြန်ခြင်းမရှိသေးသလိုပြက်စီးထိခိုက်မှုပောက်ကွဲသည့်နေရာမသိရသေးပေ။လေတစခန်းတိုက်ခိုက်ခံရကြောင်းစစ်တပ်ဝါဒဖြန့် Telegram Channel များတွင်လည်းဖော်ပြထားကြသည်။တိုက်ခိုက်ခံရပြီးနောက်မိထီလာမြို့နယ်ရန်ကုန်မန္တလေးလက်ဟောင်းရှိတုတ်တန်ချေးရွာအပါအဝင် နေရာ၈ခုထပ်မင်းအတွင် fit twin drone ၁၀ခုထပ်မင်းရှာဖွေတွေ့ရှိထားပြီးလူအဆောက်အဦထိခိုက်ဆုံးရှုံးမှုမရှိကြောင်းရေးသားထားကြသည်မိထီလာမျိုးတွင်လုံခြုံရေးတင်းကျပ်နေပြီးရန်ကုန်မန္တလေးအမြန်လတ်နှင့်လမ်းဟောင်းမှဝင်ရောက်သည့်ကားများကိုရှာဖွေစစ်ဆေးနေကြောင်းအဝေးပြေးကားမောင်းနေသူတို့ကပြောပါတယ်မြို့ဝင်မှာမှတ်ပုံတင်တဲ့ခီးသည်တွေကိုတိုက်စစ်တိမ်မြို့ထဲမှာလည်းခိတ်အဖွဲလေးတွေအများကြီးပဲတွေ့ရတယ်ဟုလက်ကောင်ကဆိုပါတယ်မျိုးတဲတွင်အစစ်စစ်ကြမ်းနေတဲ့ဖြင့်မျိုးကံများနေအိမ်အပြင်မထွက်ကြသလိုလေတက်ကိုရှော့တိုက်တုံးဖြင့်ပြစ်ခတ်ခံရမှုကို ဖုံးဖြင့်ပင်မပြောဆိုရဲကြကြောင်းနေပြီးတော့ရောက်ရှိနေသည့်မိထီလာဒေသခံတအူကဆိုပါတယ်မိထီလာစစ်လျင်ကွင်းမှာစစ်ဖက်လျင်များအတက်ဆင်းရှိသည့်ဟုစစ်တပ်လေကြောင်းပြန်တမ်းမှုကိုစောင့်ကြည့်သတင်းထုတ်ပြန်နေသည့်ဝေဟင် Facebook စာမျက်နှာကတဆင်ယနေ့နံနက်ပိုင်းနှင့်နေ့လယ်ပိုင်းတို့တွင်ရေးသားထားသည်မိထီလာမျိုးသည်လေတပ်ပါဝင်စစ်တပ်စခန်းများရှိပြီးစစ်တပ်ဤတောထောက်နောက်ခံဖြစ်သည့်ပြည်တော်စုကြန့်ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအားကောင်းသည့်ဒေသဖြစ်တော်လဲပြည်ကတဲ့2020ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနိုင်ရရှိခဲ့သည့်မျိုးဖြစ်သည့် မကြသေးခင်အောက်တိုဘာ9ရက်ကနေပြည်တော်လက်ဝဲမြို့နယ်အတွင်း Fit Win အမျိုးအစား၃စီးကိုဖျက်ဆီးနိုင်ခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားသည်နေပြည်တော်လက်ဝဲမြို့နယ်မှတိမ်းစီးရမိသော Fit Win drone တက်စီထိုကဲ့သို့စစ်ကောင်စီပြစ်မှတ်များကို short တိုက်တုံးများဖြင့်ပြစ်ခတ်သည့်ဖြစ်စဉ်အများကြားရှိပြီးဒေါ်လန်ရေးအဖွဲ့များဘက်မှအုံထုလေးရှိသောလက်နက်ဖြက်သည့် အထူးသဖြင့်ပြည့်စင်မလို့ပဲဘက်ထရီနှင့်ရှော့တိုက်ပြရသည့်လက်နက်ကြီးအမျိုးအစားဖြစ်သော100မမကိုအသုံးပြုလေရှိကြသည်မြန်မာနိုင်ငံတွင်100မမရှော့တိုက်တော့အသုံးပြုမှုကို2019ဩဂုတ်လလယ်ပိုင်းတွင်မြောက်ပိုင်းမဟာမိတ်အဖွဲ့ကမေမျိုးခေါ်ပြင်ဦးလွင်မျိုးရှိစစ်ကြောင်းများကိုအဝေးမှပြစ်ခတ်တိုက်ခိုက်ရာတွင်အဆိုပါလက်နက်အမျိုးအစားအသုံးပြုခဲ့ရမှစတင်သတိထားမိလာကြသည် ထို့နောက်2021အာနာသိမ်းမှုနောက်ပိုင်းပေါ်ပေါက်လာသည့်တိုက်ခိုက်မှုများတွင်ရှော့တိုက်တုံးအုံပြုမှုပုံမှုတွင်ကျဲလာသည့်အထူးသဖြင့်လက်နက်ကင်အဆောင်အကျက်အင်အားများပြသောဒရုန်းပြန်တမ်းရန်ခက်ခဲသောလေတပ်စခန်းကဲ့သို့နေရာများကိုပြစ်မှတ်ထားရာတွင်အုံပြုနေကြသည်2023ခုနှစ်ဒီဇင်ဘာတတိယပတ်ကလည်းအလဲပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာမန္တလေးမြို့နယ်မှာနန်တွင်ကိုမျိုးပြပြောက်ကြားအဖွဲ့တခုကရှော့တိုက်ထုံများဖြင့်ပစ်ခတ်ခဲ့ရာထိုနေရာသည်အကြိမ်ကြိမ်တိုက်ခိုက်ခံရသောနေရာဖြစ်လာသည် တော်လှန်ရေးအင်အားစုကစစ်ကောင်စီအရေးပါသည့်လေတက်အခြေစိုက်စခန်းတစ်ခုကိုယခုနှစ်ဧပြီလအတွင်းရှော့တိုက်တုံးများဖြင့်တိုက်ခိုက်ခဲ့သည်။မန္တလေးတိုင်းတရားဦးလေးစိမ့်မှလည်းမကြာခဏတိုက်ခိုက်ခံရသည်။ရင်းလာပထမပတ်မှပင်စစ်တပ်အတွက်အရာရှိစစ်သားများမွေးထုတ်ပေးရာမန္တလေးတိုင်းပြည်ဦးလွေမြို့ရှိစစ်တပ်ကတို DSC 100မမများဖြင့်ပြစ်ခတ်ခံရပြီးပြက်စီးမှုအချို့ရှိခဲ့သည်။ ဆက်လက်ပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်မှအရာရှိ၅ဦးအပါအဝင်၁၂ဦးသေဆုံးပြီးရိခါကူတော်နှလုံးဖြိုချပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တဲကိုရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ရန်အကြံဖတ်စစ်တပ်မှအရာရှိ၅ဦးအပါအဝင်၁၂ဦးသေဆုံးပြီးရိခါကူတော်နှလုံးဖြိုချပျက်စီးခဲ့ကြောင်း Children Rocket Brother CRP မှတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ အော်တိုဘာလ၂ရက်နေ့တွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုဒေါ်လန်ရေးတပ်ဖွဲ့များက၉ချိန်များအဖြစ်ရော့ကက်စေလုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်စစ်တိုင်းရုံမှအရာရှိ၅ဦး၊ရိတ်ခါကိုရောင်ဆောင်စစ်သား၂ဦးနဲ့တပ်မိသားစုဝင်၅ဦးဖွဲ့ချင်းပြီးတေဆုံခဲ့ကြောင်းထို့ပြင်တပ်တွင်းမိသားစု၅ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးဒဏ်ရာရရှိသူများကိုတဆခွဲ၄မြင်းဆောင်300တပ်စည်းရုံသို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါတယ်။ထို့ပြင်နာမခစစ်တိုင်းရုံအတွင်ရှိ ရိတ်ခါကူရောင်နှလုံးနဲ့ဖြိုချပျက်စီးခဲ့ပြီးတော်လန်ရေးရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ကိုကိုးချိန်မြောက်အဖြစ်ရော့ကက်ဆဲလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ခွေးရရှိငါးကောင်အပါဝင်တပ်မိသားစုဝင်တွေကစုစုပေါင်း၁၂ကောင်တည်ဆုံနေပြည်သူလူထုအနေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကိုခူညီထောက်ပံ့ပေးဖို့အတွက်ပဲပြောကြင်ပါတယ်ဟု Children Rocket Brother CRB မှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကို Chandrin Rocket ညီနောင် Chandrin Rocket Brother CRV ဦးဆောင်ရေးမဟာမိတ်အဖွဲ့များဖြစ်သောချိုမိုင်မိုင်ကနီ Chandrin Brother Vutilin Different Phone Vutilin Different Phone Federal Democratic Phone Pharma Army မုံရခရိုင်တပ်ရင်းဆက်လီဘိုလက်ကောင်နဲ့ရင်းမာပင်ခရိုင်အမှတ်9တပ်ရင်းနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးမကွေးဘကိုးနဲ့ရခိုင်ဆက်တို့မှာတိုက်ပွဲတွေပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးတိုင်းငဖဲနုနေတဲ့ကနယ်ရီကံဖြူဟာပတ်ဝန်းကျင်အမ်ပဒန်လန်နဲ့ဘကိုးတိုင်းကထောင်ကုတ်ပရောင်ကားလန်ဖို့ကလေသာတောင်စက်ခန်းပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအရကတက်တော် AA နဲ့ဘူပေါင်းတက်တွေကစစ်တုံးပန်းအများအပြားကိုဖမ်းမိထားတယ်လို့စစ်ရေးသတင်းရင်းမြစ်ချိုကပြောပါတယ်။နေရီကံဖြူဟာကရခိုင်ပြည်နယ်အမ်းမြို့နဲ့ဆက်သွယ်ထားတဲ့အမ်ပဒန်လန်ပိုင်နဲ့လဲဆက်ဆက်နေပြီးအေအေနဲ့ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့စခန်းအချို့ကိုစစ်တပ်ကအင်အားဖြည့်ပြီးစစ်ကြောင်းတွေထိုးလာတဲ့အတွက်ပြီးခဲ့တဲ့စက်တင်ဘာလဆန်းကလေးကတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။မဲရေကန်ဖြူဟာနဲ့နှစ်မိုင်ခန့်အကွာမှာရှိတဲ့အဓိကကာကင်စခန်းဖြစ်တဲ့ခုတ်ကြီးစခန်းကိုပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာအေအေနဲ့ပူးပေါင်းတပ်တွေသိမ်းယူလိုက်ပြီးနောက်မှာစစ်တပ်ကအင်အားထပ်ဖြည့်ပြီးစစ်ကြောင်းတွေထိုးလာလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။မဲရေကန်ဖြူဟာကငဖဲမြို့နယ်အပြင်မင်းလားမြို့နယ်နဲ့လည်းဆက်ဆက်နေပါတယ်။ နဖဲမြို့နယ်အတွင်းနရီကံပြူဟာပတ်ဝန်းကျင်မှာစက်တင်ဘာ9ရက်ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်80ဦးထက်မနည်းတိဆုံးခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။မင်းလာမြို့နယ်အတွင်းစက်တင်ဘာ1ရက်ကနေ18ရက်အတွင်းတိုက်ပွဲတွေမှာလည်းစစ်တပ်ဘက်မှတိဆုံးသူ30ဦးခန့်ရှိတယ်လို့သုံးဖမ်းချို့လေဖမ်းမိထားတယ်လို့သိရပါတယ်။အလားတူရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ပဲခူးတိုင်းကိုအဓိကဆက်သွယ်ထားတဲ့တောင်ကုန်းပရောင်ကားလမ်းမှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။စစ်ကောင်စီစစ်ကြောင်းအချို့ဟာတောင်ကုန်းပရောင်ကားလမ်းကတဆင် တောင်ကုန်းမြို့ကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့ကြိုးစားနေပြီး AA နဲ့ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။တောင်ကုန်းဘရောင်ကားလမ်းပေါ်ကလေးသားတောင်စက္ကန့်အနီမှာအော်တိုဘားလာစမ်းပိုက်ကလေးကတိုက်ပွဲတွေပြင်းထန်နေတာလို့မြေပြင်သတင်းရင်းမြစ်အချို့ကပြောပါတယ်။စစ်ကောင်စီဟာသူတို့တက်ဆွဲထားနိုင်တဲ့နေရာတွေမှာတင်ကားတွေနဲ့နေရာအသေးယူပြီးထောက်လျှောက်ပြစ်နေပြီးညောင်ကျိုးအုပ်ရှိပင်ဘက်ကလည်းစစ်ကြောင်းတွေထပ်ပို့နေတယ်လို့ AA ရဲ့မဟာမိတ်တပ်ဖွဲ့တကူကရဲဘော်တအူကပြောပါတယ်။မြေပြင်တိုက်ပွဲတွေမှာစစ်တုံးဖမ်းတွေဖမ်းဆီးမိထားတယ်လို့သူကဆက်ပြောပါတယ်။ လေတာတောင်စခန်းကိုအေအေနဲ့မဟာမိတ်တွေကသိမ်းပိုက်ထားတာပါ လေတာတောင်လမ်းဟာတောင်ကုတ်ပထောင်လမ်းကိုအဓိကဆက်သွယ်ထားပြီးစစ်ကောင်စီတက်ဆွဲထားတဲ့ပထောင်မြို့နယ်တွေကဆင်လန်းရွာနဲ့အေအေထိန်းချုပ်ထားတဲ့ညောင်ကျိုးကြမှာရှိတာပါလေတာတောင်စခန်းဝင်းကျင်ကတိုက်ပွဲတွေမှာလည်းစစ်တပ်က Jet Fighter, Wing Drone နဲ့ Drone တွေအဓိကတုံးပြီးဘုံကျဲတိုက်ခိုက်နေတယ်လို့သတင်းရရှိပါတယ်ဒီမိုင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်